ကျွန်တော်တို့ဒီကနေ့ WLS Education Scatter Chess အပိုင်းခုနှစ်မှာတော့ကျွန်တော်တို့ဘောနော်ကျွန်တော်တို့ကျွန်တော်တို့တည်ဆောက်ထားတဲ့ graph ပေါ့နော်ကျွန်တော်တို့တည်ဆောက်ထားတဲ့ graph က data တွေအရင်ကြီးပြုတ်သိမ့်နေတာမျိုးတွေဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီဖုန်း screen မှာတော့မှကျွန်တော်တို့ကြည့်ရတာအရင်ကြီးပြုတ်သိမ့်လာတယ်လို့မျိုးဖြစ်မယ်ဒါပေမဲ့တည်တော့တည်ဆောက်ထားတယ်ပုံတော့ဖြစ်သွားတယ်ပြုတ်သိမ့်လာတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီ ပုံပေါ့နော်ကျွန်တော်တို့ရဲ့နောက်ဆုံး file နဲ့ output ကို ကျွန်တော်တို့ကဘယ်လိုချဲ့လို့ရမလဲကျွန်တော်တို့ပေါ့နော်ဒီပုံရဲ့အဲအကျယ်ဝန်းအလျားရဲ့အနံ့ရဲ့ကိုကျွန်တော်တို့ချဲ့လိုက်ခြင်းအဖြစ်ကျွန်တော်တို့ပြုတ်သိမ့်နေတာတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့နိုင်မယ်ပြီးအော်ဒါတဲ့ခါကျရင်ကျွန်တော်တို့ h win u y win u ကိုကျွန်တော်တို့ဝင်ရိုးပြောင်းခြင်းလဲဆိုရင်ဘယ်လိုမျိုးချက်ချင်းပြောင်းလို့ရလဲဆိုတဲ့အကြောင်းအရာကိုရှင်းလင်းပြပြပြီးတော့မှဖြစ်ပါတယ် ဆိုတော့ဒီကနေ့ဆိုရင်ဒီကနေ့မှာတော့ကျွန်တော်တို့ example data နဲ့ပဲကျွန်တော်တို့လုပ်မယ် empty car နဲ့ကျွန်တော်တို့လုပ်မှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီ example data ကိုယူလိုက်တယ်ပြီးတော့တဲ့ခါကျရင်ဒီမှာ empty car ဆိုတဲ့ဟာလေးကိုယူလိုက်တယ်ဆိုတော့ဒီကနေ့မှာ ကျွန်တော်တို့ဘယ်လိုမျိုးဒီစောင့်မလဲဆိုရင် ကျွန်တော်တို့ပေါ့နော်အဲ့တော့ဒီမှာ h menu မှာကျွန်တော်တို့ model ကျွန်တော်တို့ model ဒီထားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ model ထားမယ် ပြောတော်တဲ့ခါကျရင်ဒီမှာ my ကျွန်တော်တို့ why when you မှာကျတော့ကျွန်တော်တို့ကိန်းငန်းန်းဆိုင်အတိတာပေါ့နော်ကျွန်တော်ထားပါတော့ကျွန်တော်တို့ my bar ကလည်းထားမယ်ပြောတော်တဲ့ခါကျရင်ဒါကျွန်တော်တို့ run လိုက်မှာပုံဘယ်လိုထွက်လာမလဲဆိုတာသိရအောင်ဒါဒီမှာကျွန်တော်တို့ဒီဟာ run လိုက်မယ်ဆိုရင်ဒီမှာအောက်မှာကျွန်တော်တို့ မော်ဒယ်ပေါ့နော်ကားမော်ဒယ်တွေကားမော်ဒယ်တွေကိုသူကဒီလိုလိုမျိုးလေးပဲသူကရှင်းထားတယ်ဆိုတော့အရှည်လိုက်ရှင်းထားတယ်ဆိုတော့အရှည်လိုက်ရှင်းထားတဲ့ခါကျတော့သူကအာပြုတ်သိပ်သွားတယ်ပေါ့နော်ပြုတ်သိပ်သွားတယ်ဆိုတော့ဒီလိုမျိုးချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ဒီဒီလိုမျိုးအောက်မှာမော်ဒယ်ပေါ့နော်ဒီလိုမျိုးပြုတ်သိပ်နေတာကြည်လို့မလှဘူးကြည်လို့မလှဘူးဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီဟာကို H ဝင်ရိုးကနေ Y ဝင်ရိုးပြောင်းလိုက်လို့ရတာဆိုတော့ဒီနေ့အနေထားမှာဆိုရင်ကျွန်တော်တို့ဒီအပေါ်ကနေယူတော့ချက်ချင်းပြောင်းလိုက်လဲရတယ်ဆိုတော့ဒီမှာချက်ချင်းကျွန်တော်တို့ data ထည့်ထားတာနှစ်ခုလောက်ပဲရှိသေးတယ်ဆိုတော့ဒီကနေယူတော့ချက်ချင်းပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ data ထည့်ထားတဲ့ဟာတွေအရင်များလာပြီဆိုရင်ကျွန်တော်တို့ x လဲပါတယ် y လဲပါတယ် categorical data မှာလဲပါတယ်ဒီ numeric number data မှာလဲပါတယ်ဒီလိုဟာတခြားနေရာတွေမှာထည့်ထားလာပြီး ဆိုရင် ကျွန်တော်တို့ data အဆင့်တွေအများများလာပြီဆိုရင်ကျွန်တော်တို့ဒီမှာပြောင်းတယ်ဆိုရင်ကျွန်တော်တို့မလွယ်ကူတော့ဘူးဆိုတော့အဲ့လိုမျိုးချိန်ကြရင်ကျွန်တော်တို့ဘယ်မှာပြောင်းလို့ရတယ်ဆိုရင်ဒီမှာပုံဝင်ရိုးပြောင်းဆိုတဲ့ဟာလေးရှိတယ်ဒီဟာလေးနှိပ်လိုက်မယ်ပြောတော့တဲ့ခါကျရင်ဒါပါပြောရတယ်ဆိုရင်လက်ရှိရှိနေပြီးတော့ပုံဟာအဲ h ဝင်ရော y ဝင်ရော y ဝင်ရော h ဝင်ရောပြောင်းခြင်းဖြစ်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ဒီဟာချစ်လိုက်မယ် ဆိုရင်တရားဝင်ပြီးွားပြီဆိုရင်ကျွန်တော်တို့ပြန်တော့ run လိုက်မှာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါ run လိုက်မှာ run တာ upload လုပ်လိုက်မှာဆိုတော့ဒီမှာသူရှိရတဲ့အတိုင်းမှာကျွန်တော်တို့ရဲ့ blog ပေါ့နော်ကျွန်တော်တို့ရဲ့ data လေးကဒီလိုလိုမျိုးလေးတက်တက်ရက်ရက်လေးဖြစ်သွားရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ flip coordinate ပုံဝင်ရိုးကိုဒီအဆင့်မှာပဲပြောင်းလိုက်တာဆိုတော့ကျွန်တော်တို့ရဲ့ထည့်ထားတဲ့ data ကတော့ ဒီအဆင့်မှာပြောင်းလိုက်ပြီးတော့ကျွန်တော်တို့ရဲ့ data ကဒီ y ဝင်ရိုးနေရာမှာ model ဖြစ်ပါတယ် h ဝင်ရိုးနေရာမှာကကျွန်တော်တို့ mpg ဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ data ထည့်ထားတာက x မှာက model ပဲဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ဒီဟာနှစ်ခုကိုကျွန်တော်တို့ကဒီအောက်မှာပဲ flip ကိုဒီနေ့ဆိုပြီးတော့ကျွန်တော်တို့နှိပ်လိုက်တော့သူပြောင်းလဲပါတယ်ဆိုတော့ ဒါမျိုးဆိုရင်ဒါပြောင်းလဲတော့ကြီးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ flip ကိုတင်းနေမလို့ဘူးကျွန်တော်တို့ဒီတိုင်းပဲကြည့်ချင်တယ်ဆိုရင်ခုနပုံတိုင်းပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒါနှိပ်လိုက်မယ်ပါနော်ပြောရတဲ့ခါကျရင်ပုံကဒီလိုမျိုးဖြစ်နေမှာဆိုတော့ကျွန်တော်တို့ကဖုန်းထဲမှာကြည့်တဲ့ပုံနဲ့ download လုပ်တဲ့ပုံနဲ့ကမတူနိုင်ဘူး ုံထဲမှာကြည့်တဲ့ပုံအကြောဒါကကျွန်တော်တို့ပုံ data အရင်ပြုတ်တိတ်လာတဲ့ခါကျရင်သူကအကျန်းလောက်ပဲဒီ screen ဒီ screen site တစ်ခုလုံးပြည့်စာလောက်ပဲသူကပြတာဆိုတော့ကျွန်တော်တို့စာစာရွက်ရဲ့ပနလမရူဘာလို့ညာလို့ ਨੇ သူကထည့်သွင်းထားခြင်းရှိဘူးဒါကြောင့်ကျွန်တော်တို့ဒီ data ကဘယ်လောက်ထိပြုတ်တိတ်နိုင်လဲဆိုတဲ့ဟာကိုကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ download လုပ်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ပုံတီ download လုပ်ကြည့်မယ်ဆိုတော့ဒီမှာပုံတီ download ကိုနှိပ်တယ် ။ဒီမှာ download လုပ်ပြီးွားရေးဆိုရင်ဒီဟာလေးပေါ်လာမယ်။ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ file ထဲကိုသွားမယ်။ကျွန်တော်တို့ရဲ့ file ထဲကိုသွားမယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဒါဒီနေ့က static block ဒါဒီနေ့နောက်ဆုံးဒိတ်နဲ့ကဒီနေ့နောက်ဆုံးဒိတ်ဒီအချိန်နဲ့ကဒီပုံလေးဖြစ်တယ်။ဆိုတော့ဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒါဝင်ကြည့်ကြည့်လိုက်မယ်။ဆိုရင်ဒီမှာ ဒီမှာသူရှိရတိုင်းမှာသူကနည်းနည်းတော့ကျဲတယ်။ဒါပေမဲ့သူကစာလုံးတွေတော့ထတ်နေတော့မယ်။ဆိုတော့ဒီဟာလေးကို ကျွန်တော်တို့ကအပြည့်ပေါ့နော်။ကျွန်တော်တို့ကစာကိုလည်းဒီအောက်ကအတိုင်းမှာကျွန်တော်တို့မြင်ချင်တယ်။ကျွန်တော်တို့အပြည့်မြင်ချင်တယ်ဆိုရင်ဒီကျွန်တော်တို့စာဒီစာရွက်ရဲ့အနံပေါ့နော်ကျွန်တော်တို့ဒီအနံကိုကျွန်တော်တို့ချဲ့လို့ရပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က ဒီ application မှာကျွန်တော်တို့တွက်လုပ်မယ်ဆိုတော့ဒီမှာဆိုရင်ဘယ်လိုချက်လို့ရမလဲဆိုတော့ဒီမှာ download page site တိုင်းမဲ့အရွယ်စားပြောင်းရင်ဆိုတဲ့ဟာလေးကိုကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ကအနံကအခု73လက်မှရှိတယ်အမြင့်က9.6လက်မှရှိတယ်ဆိုတော့ကျွန်တော်တို့ download ကတော့ download ကြည့်ထားတဲ့ပုံက73.1ရှိတယ်ဆိုတော့ဒီဟာက ကျွန်တော်တို့ပြုတ်သိမ့်နေသေးတယ်ဆိုတော့ကျွန်တော်တို့ကနည်းနည်းပုံကြီးလိုချင်တယ်ဆိုရင် Y wing U အဖြစ်လဲကျွန်တော်တို့မပြောင်းချင်ဘူးကျွန်တော်တို့ဒီ H wing U ကနေပဲပုံနည်းနည်းချဲ့ချင်တယ်ဆိုရင်ဒီဟာလေးကိုကျွန်တော်တို့တိုးလိုက်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့က20လောက်ထားလိုက်မယ်20လောက်ထားမယ်ပြောတဲ့ခါကျရင်ကျွန်တော်တို့ကဒီဟာအသက်ဝင်ရအောင်ဆိုရင်ကျွန်တော်တို့က render plot လေးအချင်းနှိပ်လိုက်မယ် render plot နှိပ်လိုက်တယ်ဆိုပေမဲ့ဒီမှာကဘာမှပြောင်းလဲသွားခြင်းမရှိဘူးကျွန်တော်တို့ကဘယ်နေရာမှာ ပြောင်းလဲသွားမှာလဲဆိုရင် ကျွန်တော်တို့ download လုပ်တဲ့နေရာမှာပြောင်းလဲသွားပါလိမ့်မယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ download ပုံတည် download ကိုနှိပ်လိုက်တယ်ဒီမှာဆိုရင် download လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ download လုပ်ထားတဲ့ file ကိုကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ update ဖြစ်သွားရအောင် static block ဆိုပြီးတော့ရှာလိုက်မယ်ဒီမှာဆိုရင်ဒါ63 static block ရာကြီးပြီးတော့ခကြတော့ဒီမှာဒါဆိုရင်ပုံကတော်တော်လေးကိုကျေဝိုင်းပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီမှာကကားမော်ဒယ်တွေတော်တော်များနေလို့ကျွန်တော်တို့ဒီလိုမျိုးပြုတ်သိမ့်နေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီဟာကိုပဲမပြောင်းချင်သေးဘူးတရားကိုပဲကျွန်တော်တို့ထက်ချက်ချင်သေးတယ်ဆိုရင်လေဒီမှာခုနကပြောတဲ့လိုမျိုးပဲကျွန်တော်တို့ explain ရိုးမှာပဲပေါ့နော်ကျွန်တော်တို့ဒါဆိုရင် ကျွန်တော်တို့35လောက်ကျွန်တော်တို့ထားလိုက်မယ်ပြောရခကြရင် edit ဖြတ်သွားရအောင်ကျွန်တော်တို့ဒီဟာလေးလုတ်လိုက်မယ်ပြီးသွားတဲ့ခါကျရင်ဒီဟာကျွန်တော်တို့ download site ကို ကျွန်တော်တို့ကြည့်ကြည့်မယ်ဒါဆိုကြကျွန်တော်တို့ download လုပ်ပြီးပါပြီ။ စရတီလို static block မှာပုံတက်ထွက်လာပြီဆိုရင်ဒီအရလေးကိုကြည့်ကြည့်မယ်ဒီမှာဆိုရင်ပုံကအရင်အောင်ကျယ်ဝပြီဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာနည်းနည်းတော့ကျွန်တော်တို့ရှင်းလင်းလာပြီပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ပုံကြီးချဲ့ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီလိုလိုမျိုးချဲ့လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ ဒီ application ရဲ့ version ထဲမှာတော့ကျွန်တော်တို့ဘောနော်ကျွန်တော်တို့ဒီအောက်ကစာတွေကိုကျွန်တော်တို့ကဒီလိုလိုမျိုးအစာကျွန်တော်တို့ဒီမျိုးထောင်လိုက်ပြီးပြောင်းလို့ရပါတယ်ဆိုတော့ဒါပေမဲ့ဒီ application မှာတော့ update နေနဲ့အဲ့ဒါမရသေးဘူးဆိုတော့ကျွန်တော်တို့ဒီလိုမျိုးလေးပဲရအောင်ပါဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ data အရင်ပြုတ်သိပ်တယ်ကျွန်တော်တို့ data ဒီလိုမျိုး ရှေ့ပါတာမျိုးမလူချင်းဘူးဆိုရင် ကျွန်တော်တို့က ဒီကနလိုလိုမျိုးပဲကျွန်တော်တို့ coordinate flip ပေါ့နော် ကျွန်တော်တို့ဒါဆိုရင်ဒါကိုသူငကုံမူလပုံစံတိုင်းမှာကျွန်တော်တို့ပြန်ရင်တော့ထားလိုက်မယ်ကျွန်တော်တို့ဒီမှာ coordinate flip coordinate flip ကို ကျွန်တော်တို့ဒီလိုထားလိုက်မယ်ဆိုရင်ထားလိုက်မယ်ဆိုရင်ကနကပြဿနာမျိုးကျွန်တော်တို့ရှင်းလင်းတော့မှာဖြစ်ပါလားဆိုတော့ तू ကတဲ့ဘောကစကို သူကဒီလိုမျိုးပဲ ်ဘယ်ဘက်ကနေတော့ညာဘက်ပဲဒီ version မှာသွားတာဖြစ်တဲ့အတွက်ကြောင့်သူ့ကို y ဝင်ရိုးမှာထားလိုက်တဲ့ခါကျရင်ပို့ပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်ဆိုတော့ဒီလိုလိုမျိုးပုံစံမျိုးမှမဟုတ်ဘူးကျွန်တော်တို့နောက်ပိုင်းကျွန်တော်တို့ဒီ download page site ကိုချဲ့တာတွေကကျွန်တော်တို့နောက်ပိုင်းကျရင်ဒီလိုလိုမျိုး graph ပေါ့နော်ကျွန်တော်တို့တနည်းအားထဲမှာပဲ graph တွေအများကြီးဒီလိုလိုမျိုး graph တွေတစ်ခုချင်းစီကိုအများကြီးဖြစ်လာတယ်ဆိုရင်အဲ့ဒီခါကျရင် graph လေးတွေကတေးသွားတယ် အဲမျက်နှာပြင်တစ်ခုထဲမှာပဲ graph က၄ခု၅ခုဟောဖြစ်လာတဲ့အချိန်မှာ graph တစ်ခုချင်းစီကတေးပါလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့က page size ပေါ့နော်ခုန download page size ကို ကျွန်တော်တို့ဟိုချဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ပုံကိုရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်